ဒီလိုချက်တွေကြောင့်တောမပေါ့လူစီကားခဲ့တဲ့ထူးရဲ့နောက်ဆုံးခီးဝေသမြလုံးမဲမင်္ဂလာပါရန်ကုန်ဆယ်လီနျူးစကန်နေကျဆူလိုက်ပါတယ်အမတီဗီ4ရဲ့တရုတ်ဆောင်မြင်းသားချော်လီထူအားဆိုရင်မလဆယ်ရနေ့ကပဲမိသားစုဝင်တွင်နဲ့ဘရဒတ်တရားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ် ။သူဟာဆိုရင်ကလေးဘွားကလေးကနှပြညလက်တွေကိုလောက်ကိုင်းခဲ့ပြီးအရွယ်ရောက်လာတဲ့အချိန်မှလည်းတယောက်ဆောင်တယောက်နေနဲ့အသက်မဝမ်းကြောင်းပြုနေခဲ့တာပေါ့။တေဆုံးချိန်မှာတော့သူဟာအသက်26နှစ်ရွယ်သာရှိနေပြီးအောင်မြင်နေတဲ့အချိန်ကားတစ်ခုလို့ဆိုရမှာပေါ့။သူကအသက်6နှစ်9နှစ်ရွယ်ကလေးကရုပ်ရှင်ဇာတ်ကားတွေမှာကလေးတယောက်ဆောင်နေနဲ့ပတ်ဝန်းကျင်ခဲ့ပြီးပန်းတို့သွေးဇာတ်ကားမှာတော့ဖိုးလုံးဖြစ်နေဗိဒါပေးမှုကိုတခဏနဲ့ရရှိခဲ့တာပဲဖြစ်ပါတယ်။အရင်နောက်မှာတော့ဖြူရောင်သက်ကလေးဇာတ်ကားနဲ့နမည်ကြီးခဲ့ပြီးလူငယ်မျိုးသမီးပရိသတ်တွေရဲ့အသေးစောမင်းသားလေးတယောက်ဖြစ်လာခဲ့တာပေါ့။ ချူဟာဆိုရင်အနှစ်ပြညာကိုဝါသနာပါပြီးကြာရန်ဆိုင်ရွက်ကိုပြည်ပင်စွာတရုတ်ဆောင်နိုင်တာကြောင့်2024ခုနှစ်ရဲ့အကယ်ဒမီဆုစကားတင်းဆင်းမာတာပေါဝင်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။အခုလောရုပ်ရှင်လောကအတွက်လာလာရှိတဲ့မင်းသားတယောက်ဖြစ်တာကြောင့်အလုံးကထူးရဲ့သေဆုံးခြင်းအတွက်နှမျောတတဖြစ်နေကြတာပေါ့။ဒီကနေ့မလာစနေရနေ့ရဆိုရင်ထူးရဲ့နောက်ဆုံးခီးပဲဖြစ်ပါတယ်။ ထိုရက်နောက်ဆုံးခေတ်အားဆိုရင်နိုင်ရလိုက်ဖို့သူများနဲ့တော့မပေါက်နိုင်အောင်စီကားခဲ့တာပေါ့လူတယောက်ရဲ့စိတ်နဲ့စိတ်ထားနဲ့အချင်းစရိုက်တွေဟာသူ့ရဲ့နောက်ဆုံးချိန်မှာပေါ်လာစမြဲပေါ့ကြိုးစားပြီးလူမှုဆက်ဆံရေးကောင်းတဲ့သူအားဆိုရင်ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေ အောင်မြင်ကြကြသူဖြစ်စေလူချစ်လူခင်များတဲ့အတွက်သူရဲ့နောက်ဆုံးခေတ်အဆုံးရလဲဝန်ထဲတဲ့သူအပြင်းနဲ့စီကားလျက်ပေါင်းဘလောက်ပဲအောင်မြင်ကြကြတဲ့သူဖြစ်စေလူမုံများပါကအခုလောဝန်ထဲပေးမဲ့သူလည်းရှိမှမဟုတ်ပါဘူးသူကတော့ရောသားပြီးလူချစ်လူခင်များတဲ့မင်းသားဖြစ်တာကြောင့်သူရဲ့နောက်ဆုံးခေတ်ဟာလိုက်ဖို့ပေးသူအပြင်းနဲ့စီကားခဲ့တာပဲဖြစ်ပါတယ်သူဟာအောင်မြင်နေတဲ့မင်းသားတယောက်ဖြစ်နေတာတောင်မနာမကြည်ပေါ်ပြင်းနေမလောက်ပဲသူ့ပုံစံတိုင်းသာနေထိုင်ခဲ့သူပေါင်း ပြည်သက်တွေအပေါ်မှာလည်းလေးစားမှုရှိပြီးအမျက်လိုလိုအပြုံးချေချောလေးတွေနဲ့ဖန်ဆားတတ်သူဖြစ်တာကြောင့်လူကြိုက်များတာကလည်းအဆန်းတော့မဟုတ်ပါဘူး။ဒါကြောင့်မဲထူးကိုဆုံးရှုံးရခြင်းအတွက်ပြည်သက်တွေကများစွာစင်မကောင်းဖြစ်နေကြပါတယ်။ထူးကမိဘတွေပေါ်တစ်တက်ပြီးလိမ္မာရေးချရှိတဲ့သားတစ်ယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းထူးရဲ့မိခင်အားဆိုရင် လိမ္မာပြည်မိဘကိုဂယူဆိုင်တိတက်တဲ့သားလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဖြစ်မစံနိုင်အောင်ကိုယူဆုံးမရဖြစ်နေတာပါ။ဒါအပြင်သူကအနုပညာလုပ်တဲ့ပုံမှာမခုံမကပ်ဖဲပင်ကိုအစွမ်းစားနဲ့ဂျုံစားတက်သူဖြစ်တာကြောင့်အနုပညာမောင်နှမတွေချစ်ခင်ကြတာပဲဖြစ်ပါတယ်။အခုလိုသူများကိုမရှာပဲကိုတိုင်းဂျုံစားထုတ်သူလေးဖြစ်တာကြောင့်လည်းအလုံးကချစ်ခင်အားပေးကြတာပါ။အတန်းငယ်ငယ်လေးနဲ့ပဲခုလိုလောကကြီးကနေရုတ်တရက်နှုတ်ဆက်ထွက်ခွာသွားတော့ဟာအလုံးတော်တော်ဆင်မကောင်းဖြစ်စရာသတင်းစိုးကြီးတစ်ခုလိုဖြစ်ခဲ့ရပါတယ်။ ထို့ကိုအားပေးတဲ့ပြည်သက်တွေအတွက်တော့ဒီအခြေအနေကြီးကိုလက်မခံနိုင်သေးပဲဖြစ်နေကြသလုံးရုပ်ရှင်ရိုက်ကူးနေသလိုပြည်လဲနိုးထလာဖို့ဆူတောင်းနေကြတာပဲဖြစ်ပါတယ်အခုလိုမိသားစုတွေရဲ့အချစ်တွေပြည်သက်တွေရဲ့အချစ်တွေကိုအပြည့်အဝပိုင်ဆိုင်ထားတဲ့ထူကတော့ အက်ဆီဒန့်ဖြစ်ပြီးသတိမရတော့တဲ့အချိန်လေးကနေအသက်ဆုံးရှုံးလိုက်ရတာဖြစ်လို့အလုံးကိုယ်တော်နှုတ်ဆက်သွားခွင့်မရလိုက်ပါဘူး။ဒါပေမဲ့ထိုးရဲ့နောက်ဆုံးခီးကိုတော့ဆေးမကောင်းခြင်းများစွာနဲ့ပဲစီစီကကလိုက်ဖို့နှုတ်ဆက်ခဲ့ကြတာပဲဖြစ်ပါတယ်။ယောသားစ조사ပြီးအပြုံးချိုချိုလေးနဲ့ထူတရောက်ကောင်းမွန်တဲ့ဘဝလေးကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။အလုံးကိုကျေးဇူးတင်ပါတယ်။ဆလပ်ပြီး celebrity သတိများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွက်ချပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။